ိုယ့်ရဲ့လုပ်ငန်းတစ်ခု မအောင်မြင်ဖို့ပြောရမယ်ဆိုလို့ရှိရင်စင်ရဖို့အတွက်နီလန်း14ခုကိုကျွန်တော်မျှဝေပါမယ်အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေအနေနဲ့ထူးထူးခြားခြားနေတယ်မဟာမအောင်မြင်တဲ့စင်းရဲစင်မဲ့အဲ့ဒါနီလန်း14မျိုးဆိုတော့ငါတို့တို့အတုံးဝင်ပါမလားအဲ့တော့တုံးဝင်ပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီ14မျိုးကိုသာကိုကလုံမိနေပြီဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းအောင်မြင်မှာမဟုတ်အဲ့တော့ဘာလို့ရမှာလဲဆိုတော့ ပြောင်းပြန်ပြန်လုပ်လိုက်လို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းအောင်မြင်လိမ့်မယ်ချမ်းသာလိမ့်မယ်နောက်ဆုံးအချက်နှစ်ချက်ကတော့အခုဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေရဲ့ဘဝတွေကိုပြောင်းလဲပေးမယ့်အချက်နှစ်ချက်ပဲအဲ့တော့ကျွန်တော်မှာတငယ်ချင်းတယောက်ရှိတယ်အရန်ခင်ရတဲ့တငယ်ချင်းတယောက်ရှိတယ်အဲ့တော့ကျွန်တော်သူ့စီကိုတခါသွားပြီဆိုလို့ရှိရင်မေးကြည့်တယ်တငယ်ချင်းဘာတွေလုပ်နေလဲအဲ့တော့သူကဘာပြောလဲဆိုတော့ငါတဲ့ဒီတဘာဝထုတ်ကုန်တွေထုတ်နေတယ်တဲ့ good very good ကောင်းတယ်နော်အဲ့တော့ဒီခေတ်မှာရှိတဲ့လူတွေဒီ natural product တွေကြိုက်ကြတယ်เนาะဥမာခေါင်းလျှော်ရည်တို့ ဆက်ပြားတို့ဒါတွေလုပ်နေအကောင်းတယ်ဆိုပြီးတော့ကျွန်တော်သူ့ကို marketing strategy တွေလည်းကျွန်တော်ပြောပြတယ်တခြားသောနီးလန်းတွေလည်းကျွန်တော်ပြောပြတယ် financial နဲ့ပတ်သက်တာတွေလည်းပြောပြတယ်သူနားထောင်တယ်အဲ့တော့နောက်တစ်ခါတော့သူ့အမိကျတကယ်ချင်းဘယ်လိုလဲမင်းရထုတ်ကုန်တွေထုတ်နေရအဆင်ပြေလားဆိုတော့အဲ့ဒါငါမလုပ်တော့ဘူးတဲ့ငါအခု tourism လုပ်နေတယ်တဲ့ Okay tourism လုပ်လို့ဆိုလို့ရှိရင်တော့ tourism နဲ့ပတ်သက်ပြီးတော့မှသူ့ကိုသူတို့အကြံနေပေးတယ်နောက်တစ်ခါတော့ tourism မလုပ်တော့ပြန်ဘူးတဲ့နော် တခြားအလုပ်လုပ်နေတယ်အဲ့တော့ကျွန်တော်သူနဲ့တွေ့တဲ့အချိန်တိုင်းမှာသူကဘာပြောလဲဆိုတော့ဟာအဲ့လိုကငါ့အတွက်အဆင်မပြေဘူးဆိုပြီးတော့မှအလုပ်တွေတောက်လျှောက်ပြောင်းတာနော်တော်ချာနေစိုက်ပျိုးရေးလုပ်ပြန်ပြီနော်တော်ချာနေနော်လော်ဖန်ထောင်ပြန်ပြီနော်တော်ချာနေကားရောင်းဝယ်လုပ်ပြန်ပြီတော်ချာကားဘော်ဒီရုပ်လုပ်ပြန်ပြီအဲ့တော့ဒါပေမဲ့ဘာဖြစ်လဲဆိုတော့တခုမှမအောင်မြင်ဘူးအဲ့တော့ခံကောင်းတာသူ့ရဲ့မိဘချမ်းသာတယ်ချမ်းသာတော့သူ့ရဲ့မိဘနေပြီးတော့မှသူ့ကိုငွေတွေထောက်ပံ့ပေးတယ်နောက်ပိုင်းကျတော့ ဟိုအဆင်မပြေတာလေးကျွန်တော်တို့ဖြစ်လာတယ်အဲ့တော့ဒီလိုသူဖြစ်နေတဲ့ကနေပြီးတော့မှကျွန်တော်လေ့လာကြည့်တယ်ဘာကြောင့်မလို့ဒီလိုဖြစ်နေလဲနော်သူရဲ့အတိမိတ်ဆွေတွေကိုလည်းကျွန်တော်လိုက်ပြီးတော့မေးတယ်သူ့ရဲ့ညီကိုမောင်နှမတွေကိုလည်းမေးတဲ့အခါမှာအခုကျွန်တော်ပြောပြမယ်14ချက်ထွက်လာတာနော်ဒီဗီဒီယိုကနည်းနည်းလေးရှင်းလိုက်မယ်ဒါပေမဲ့အရန်အသုံးတက်လိုက်မယ်အထူးသဖြင့်လုပ်ငန်းရှင်တွေအတွက်အသုံးတက်လိုက်မယ်โอเคအဲ့တော့နံပါတ်1သူဘာအမှားလုပ်မိသလဲဆိုတော့တခါမှအောင်မြင်တာနဲ့သူက လုံးဝရပ်ပလိုက်တာเนาะအဲ့တော့သူလှုပ်ကြည့်တယ် တော့လှုပ်ကြည့်တယ်လှုပ်ကြည့်တော့ဟာအဆင်မပြေဘူးပဲဆိုကြပါလို့ထုတ်ကုန်ထုတ်ပြီးတော့မှရောင်းကြည့်တယ်ဝယ်တဲ့လူမရှိဘူးဟာဒါအဆင်ပြေပါမလားဒီ business ကငါ့အတွက်ဟုတ်ပါမလားဆိုပြီးတော့မှ तू ကစဉ်းစားတယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်တခါမအောင်မြင်တဲ့ရက်ပစ်ဆရာမလိုဘူးကျွန်တော်တို့ကကိုယ်မှာရည်မှန်းချက်ပန်းနိုင် goal ရှိပြီးအဲ့ဒီ goal ကိုရောက်ဖို့အတွက်ကျွန်တော်တို့က strategies တွေထွက်ပြီးအဲ့ဒီ strategy ကိုကျွန်တော်တို့ကအဆင်မပြေနောက်တဲ့ strategy ပြောင်းပြီးလုပ်ရမှာလေတခါမအောင်မြင်တာနဲ့ကျွန်တော်တို့ကရက်ပစ်လို့မရဘူး အဲ့တော့နံပါတ်1အမှားတော့ပါလဲဆိုတော့ငွေရှာပေးမဲ့နေရာမှာကိုယ့်ရဲ့ပတ်စံတွေကိုမသုံးတာသူ့ရဲ့ပတ်စံတွေကိုမသုံးတာเนาะကျွန်တော်သူ့ကိုပြောတယ်တကယ်ချင်းအလုပ်တစ်ခုလုပ်ပြီဆိုလို့ရှိရင် marketing တိတ်ကိုရေးကြည့်တယ်အဲ့တော့ marketing ကဘာတွေလဲဆိုတော့ဖောက်တယ်တွေရဖို့အဲ့တော့ဖောက်တယ်တွေရမှကိုယ့်ရဲ့လုပ်ငန်းကဆက်ပြီးတော့မှသွားနိုင်တာအဲ့တော့ marketing အတွက်ကိုမင်ကုန်ကြစီတစ်ခုသုံးပါလားသူမသုံးနှမျောတယ်เนาะနောက်ထပ်ဝန်ထမ်းတယောက်ငားရမယ် เนาะဒါပေမဲ့မငားဘူးဘာကြောင့်လဲဆိုတော့သူကဒီပတ်စံလေးတုံးလိုက်ရမှာဆိုတဲ့အတွက်အဲ့ဒီဝန်ထမ်းကိုလစာပေးရမှာကြောက်တဲ့အတွက်မငားတာအဲ့တော့ကိုတော့ဝင်ဝေရှာပေးနိုင်မယ့်နေရာတွေမှာ तू ကငွေပြန်ပြီးတော့မှမတုံးတာဒါကမားတဲ့အချက်တစ်ချက်နောက်နံပါတ်3တစ်ချက်ကတော့ဘာလဲဆိုတော့ average ပဲလောက်တာနောက် average ဆိုတာကပြန်းမြခေါ်မလားတာမန်ပဲတာမန်နော်တာမန်အဲ့တော့သူတို့ပြောတာကကျွန်တော်ခဏခဏပြောပါတယ်နော်ဒီပညာရှင်တွေလည်းပြောတယ်အဲ့တော့ ဘဝအတွက်လုပ်ငန်းတွေအတွက်ကြာရှုံးစေမဲ့ formula တစ်ခုကိုပြပါဆိုလို့ရှိရင်အဲ့ဒါက average လောက်ချင်းပဲတာမန်ပဲသူ့လိုကိုလိုပဲเนาะသူ့လိုကိုလိုပဲဒါပေမဲ့ तू ကဘာထင်လဲဆိုတော့ तू လုပ်နေတာတွေကိုအကောင်းဆုံးလို့ तू ကထင်နေတာထင်ပြီးတော့မှဆက်ပြီးတော့မှမကြိုးစားတော့တာနံပါတ်၄သူမှားတဲ့အချက်တစ်ချက်ကဘာလဲဆိုတော့စင်ရဲသားတွေစီကနေပြီးတော့မှအကြံဉာဏ်တွေယူတာเนาะအဲ့တော့သူ့ကြည့်ရတာ तू ကစိတ်ထဲမှာလည်း तू ဘူးတဲ့စိတ်တော့ရှိတယ် ဲ့တော့ तू ကချမ်းသာတဲ့သူတွေဆိုရင်တိတ်သဘောမကျဘူး။အာချမ်းသာရေဆိုတော့မကောင်းလို့ချမ်းသာတာ။ဒါမျိုး तू ကစဉ်းစားတယ်။မကောင်းတာတွေလုပ်လို့ချမ်းသာတာ။ဒါမျိုး तू ခံယူထားတဲ့အတွက်အဲ့တော့ချမ်းသာတဲ့သူတွေစီကနေပြီးတော့မှ तू ဘာလို့လဲဆိုတော့ပညာတွေမသိဘူး။အဲ့တော့ဘေးနားဆင်းရဲတဲ့သူတွေစီကနေ तू လိုက်မေးတယ်။အဲ့တော့ဆင်းရဲသူစီကနေပြီးတော့မှချမ်းသာဖို့အကြံဉာဏ်ယူမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တင်တယ်မှားတယ်လို့ပြောလို့ရတယ်เนาะဒါဒီကျွန်တော်ဆင်းရဲသားတွေစီကအကြံဉာဏ်ယူလာမှားပါတယ်เนาะအဲ့တော့အခုဒီဗီဒီယိုချင်းရေလုပ်ငန်းရှင်တွေဒီလေကိုယ့်ရဲ့ industry ထဲမှာအောင်မြင်နေတဲ့သူတွေဘယ်သူတွေရှိလဲ နောက်ဘယ်သူတွေကြီးပွားချမ်းသာကျော်ဝနေကြလဲအဲ့ဒီချမ်းသာကျော်ဝနေတဲ့သူတွေစီကနေပြီးတော့မှကျွန်တော်တို့ကအကြံဉာဏ်တွေယူရမှာနံပါတ်5တစ်ချက်ကတော့အရေးမကြီးတဲ့အရာတွေနဲ့အလုပ်ရှုပ်နေတာနောက်ခုနကျွန်တော်ပြောပြီးပြီ तू ကဝန်ထမ်းတွေခန့်အမှာပတ်စံတွေသုံးအောင်မှနှမျောတဲ့အတွက်အရာရာကို तू ကိုယ်တိုင်လုပ်နေတာ เนาะအဲ့တော့ cycle ဒီစီကားဒီစီနဲ့သူတမျိုးလုံးကိုပတ်တယ်เนาะအကုန်လုံးလိုက်ပြီးတော့มาလုတ်တယ်လုတ်တဲ့အခါမှာဘာဖြစ်လဲဆိုတော့အရေးကြီးတဲ့အရာတွေမလုံနိုင်တော့လုပ်ငန်းအတွက် plan ချတာတွေ strategy ဆွဲတာတွေဒါတွေသူမလုံနိုင်တော့နော်ဈေးဆိုတဲ့ရောင်းလိုက်တာ Facebook page မှာသူရောင်းနေအာ marketing ဆိုလို့ရှိရင်လည်းသူလုတ်လိုက်တာပဲသူကိုယ်တိုင်လုတ်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့အရေးမကြီးတဲ့အရာတွေနဲ့ချိန်ကုန်ရင်းနဲ့သူ့ရဲ့လုပ်ငန်းမှာအရေးကြီးတာတွေမလုံနိုင်တော့နံပါတ်6တစ်ချက်ကတော့လူတိုင်းလုတ်နေတာကိုသူကလိုက်လုတ်တာပြောရမယ်ဆိုလို့ရှိရင်တော့ ငါးပွဲရာငစားချတာအဲ့တော့သူချစ်တဲ့လုပ်ငန်းလည်းမရှိဘူးသူမျက်နှိုးတဲ့လုပ်ငန်းလည်းမရှိဘူးသူတံပိုးထားတဲ့လုပ်ငန်းလည်းမရှိဘူးเนาะအဲ့တော့လုပ်နေတဲ့လုပ်ငန်းတိုင်းကဘာတော့လဲဆိုတော့ငွေရဖို့အတွက်ငါးပွဲရာငစားလိုက်ချနေတာအဲ့တော့ဘာဖြစ်လဲဆိုတော့ကိုချစ်တဲ့လုပ်ငန်းမဟုတ်တဲ့အတွက်เนาะဒူပိတာပိမခံတော့ဘူးတော့ငွေမရတော့ဘူးဆိုသူရက်ချင်ပြီးပတ်စံမရတော့ဘူးဆိုလို့ရှိရင်ဆက်လုပ်ဖို့အတွက်အစီအစဉ်မရှိတော့ဘူးအဲ့တော့ကျွန်တော်တို့ကကိုချစ်တဲ့လုပ်ငန်းကိုကိုကျွမ်းကျင်တဲ့လုပ်ငန်းကိုလုပ်ရင် ရည်ရှိလောက်ရတာပို့ပြီးတော့မှအောင်မြင်ဖို့အတွက်နီးလန့်နေရှိတယ်။နံပါတ်9တစ်ခုကတော့တိတ်ကိုရေးကြည့်ပါတယ်။အဲ့ဒါတော့ဗာလဲဆိုတော့ကိုဖြစ်နေတဲ့အနေထားတွေကိုတခြားသူတွေကိုလိုက်ပြီးတော့မှအပြစ်တင်တာနော်သူကျွန်တော်စီရောက်လာရင်လည်းပြောတယ်ဟာတကယ်ကြီးမလုပ်ငန်းတွေမလုပ်နဲ့တော့အခုနိုင်ငံရဲ့တည်ငြိမ်တာမဟုတ်ဘူးငွေစရေးတွေကလည်းဘလို့ဖြစ်နေတာဆိုပြီးတော့မှတခြားသူတွေကိုပဲလိုက်ပြီးတော့မှကျွန်တော်အပြစ်တင်နေတာဟိုလူကြောင့်ဒီလူကြောင့်မလို့တကယ်တော့ကျတော့ကိုကိုတိုင်းလုပ်လို့ရတယ်နော်အဲ့တော့ကို control လုပ်လို့ရတဲ့အရာတွေအပေါ်မှာ အာယုံစိုက်ရင်ပို့ပြီးတော့မှ motivation နဲ့တက်တယ်လှုပ်ရှားတယ်လည်းပို့များတယ်အဲ့လိုမျိုးပဲနဲ့တခြားသူတွေကိုပဲလိုက်ပြီးတော့မှ blame နေပြီဆိုလို့ရှိရင်ဘာမှလှုပ်ရှားမလို့တော့တခုတော့ရှိရပါဘောလေတက်တော့တက်တာတာပေါ့နော်ကိုဘာမှပြုမင်ပြောင်းလဲစရာမလိုဘူးလူတိုင်းကမှားနေတာလူတိုင်းပြောင်းလဲဖို့လိုနေတာနံပါတ်၈တစ်ချက်ကတော့သူများရဲ့အထင်မြင်တွေကိုပို့ပြီးတော့မှအလေးထားတာ နော်သူလူတိုင်းနဲ့တွေ့ပြီးတော့မှစကားတွေပြောတယ်ဟာတကယ်ချင်းငါတလူလူလုံနေတယ်ဟာအာမီလုံဖြစ်ပါမလားသူကဆက်ပြခဲ့ရောင်းတဲ့လူတွေကအများကြီးပဲခေါင်းချော်ရောင်းတဲ့သူတွေကအများကြီးပဲအလုံးမဖြစ်ရင်ဘလို့လုံမလဲဆိုပြီးတော့မှဘာဖြစ်လဲဆိုတော့ပြောတဲ့စကားတန်တွေကသူအမြဲတမ်းနားထောင်တယ်အဲ့တော့နောက်ပိုင်းကျရင်သူလက်လျှော့ကြည့်ပြီဆိုလို့ရှိရင်ဟာဘသူကတော့ဘလို့ပြောတာတော့ဘသူကတော့မဖြစ်နိုင်ဘူးလို့ငါ့ကိုဒီလိုပြောတာဖြစ်တယ်တော့ငါရက်လိုက်တော့မယ်အဲ့တော့သူများတွေရဲ့အကြံဉာဏ်ကိုနားထောင်နေ သူများတွေပြောတာတွေပဲလိုက်ပြီးတော့မှအလေးထားတာဖြစ်တဲ့တော့အလုံးမဖြစ်တော့တာနံပါတ်6တစ်ချက်ကတော့အလုံးတစ်ခုမပြီးသေးဘူးနောက်တစ်ခုထပ်စတာအဲ့တော့ကျွန်တော်သူ့ကိုပြောတယ်အလုံးတစ်ခုအောင်မြင်အောင်အရင်ဆုံးလုပ်ပါအောင် foundation အရင်ဆုံးချပါအောင်အဲ့တော့အဲ့ဒီလုပ်ငန်းတစ်ခုအောင်မြင်ပြီး foundation ကောင်းပြီဆိုမှနောက်ထပ်လုပ်ငန်းတွေကိုချဲ့တဲ့နဲ့ scale လုပ်တဲ့နဲ့ နော်တော်တော်ခဏခဏပြောရအလုပ်တစ်ခုမှာကျွန်တော်တို့ S 4လုံးရှိတယ်အဲ့တော့နံပါတ်1ကတော့ကျွန်တော်တို့ startup စတင်တဲ့အချိန်နံပါတ်2ကတော့ကျွန်တော်တို့ speed up နော်ကိုယ့်ရဲ့လုပ်ငန်းကိုအရှိန်မြင့်တဲ့အချိန်နံပါတ်3ကတော့ကျွန်တော်တို့ပါလဲဆိုတော့ systemize ကိုယ့်ရဲ့လုပ်ငန်းကိုကျွန်တော်တို့က system ချတဲ့အချိန်နံပါတ်5ကတော့ scale နော်ကိုယ့်ရဲ့လုပ်ငန်းကိုစနစ်ကျအောင်လုပ်တဲ့အချိန်နောက်တစ်ချက်ကတော့ကျွန်တော်တို့ပြန်ပြီးရောင်းတာပေါ့ဒါတော့မြန်မာပြည်မှာလို့ကျွန်တော်နဲပါတယ်အဲ့တော့ဒီအဆင့်၄ဆင့်ကိုမသွားဘဲနဲ့နော်ဘာလို့လဲဆိုတော့လုပ်ငန်းတွေချဲ့တာချဲ့တော့ ဆုံးရှုံးဖို့အတွက်အလားလာတွေများနေတာနံပါတ်30ကတော့ကျွန်တော်တို့အိမ်အောင်ဘက်ကိုအပြစ်တင်တာတော့ဒါကျွန်တော်သူဆရာမြင်တဲ့တွေ့ရတယ်ဟာငါယူထားတဲ့မိမကအတုံးမကြလို့ငါဥပါချံညမ်းမှမပေးနိုင်ဘူးเนาะအရန်ညံတုံးတာပဲကိုယ့်ရဲ့မျိုးသမီးကိုဘာဖြစ်လဲကိုယ့်ရဲ့ partner ကိုပဲကိုအပြစ်တင်တယ်အားလုံးဖြစ်နေရတယ်ကသူ့ကြောင့်လို့ပုံစံမျိုးဖြစ်နေတာအဲ့တော့ဒီ partner လည်းကိုကိုတိုင်းမယူထားတာဖြစ်တဲ့အတွက်ဒီ partner ရဲ့အတန်ကိုတော့ကိုကခံရပါဘူးသူ့ရဲ့ကောင်းမွေဆိုးမွေတော့ကိုကခံရပါပဲเนาะအဲ့တော့ကိုအကောင်းဆုံးတော့လုပ်ရပါမှာပါ နံပါတ်7ကတော့ကျွန်တော်တို့လုံမယ်လို့ပြောပြီးတော့မှမလုပ်တာနော်ငါဒါလုံးမယ်ဒီနေ့မှဒါတွေပြီးအောင်လုပ်မယ်နော်အဲ့တော့ဒီဒီဘက်မှာဒီ strategy နဲ့ဒါတွေပြီးပြလုပ်မယ်နောက်လာမှာဘာတွေလုပ်မယ်ဆိုပြီးတော့မှအလုပ်တွေကိုလုံမယ်လို့ပြောပြီးတော့မှကျွန်တော်တို့မလုပ်တာအဲ့ဒါပြဿနာနော်အဲ့တော့ကျွန်တော်ခဏနာပြောတဲ့လူတွေဒီနော်သူတို့လုံမယ်လို့ပြောတဲ့အရာတွေကနေပြီးတော့90တူ60ရာခိုင်နှုန်းပဲလောက်ပါအဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်မလို့ဆိုတော့အောင်မြင်မှုရလိမ့်မယ် နော်အရူတော်တော်များများကလုံမယ်ဆိုတဲ့အလုပ်ထဲက100ရာခိုင်နှုန်းထဲကမှ100ရာခိုင်နှုန်းပဲလုံကြတာရတယ်။နောက်90ရာခိုင်နှုန်းမလုံမလုံတော့အောင်မြင်မှုတွေကျွန်တော်တို့ရမှာမဟုတ်ဘူး။စနစ်ကတော့ကျွန်တော်တို့ဘာလဲဆိုတော့တက်နိုင်သလောက်ပဲလုံတာ။ဒီလောက်ပဲငါတက်နိုင်မှာပဲနော်။ကိုကျွန်တော်တချင်းအောင်ရှိပါသေးပါကိုဆွမ်းတလောက်တော့ကိုကြိုးစားခဲ့ပါလို့ဆိုတက်နိုင်သလောက်ကိုကျွန်တော်တို့လုံတာ။အမှန်ကတော့ကျွန်တော်တို့ကအလုပ်တစ်ခုလုပ်ပြီဆိုလို့ရှိရင်တက်နိုင်သလောက်ဆိုတာထက်ကိုလုံနိုင်သလောက်လုံလို့ရတဲ့အချိန်မှာလုံအောင်ပါ နော်ကျွန်တော်တို့အခွင့်အလမ်းတွေအခွင့်အရေးတွေလာနေတာချိန်နဲ့မျှအဲ့တော့ကိုကငါတက်နေတယ်လို့ပဲကွာအဲ့ဒီခွင့်အလမ်းတွေခွင့်အရေးတွေမိလိုက်တော့မယ်ဆိုတော့ထက်ရလာတဲ့အခွင့်အရေးတွေအခွင့်အလမ်းတွေကိုကျွန်တော်တို့ကကောင်းကောင်းယူဖို့လိုအပ်တာရောမလို့ကိုတက်နိုင်တော့လို့လို့ဆိုတော့မလို့ပဲနဲ့လုံနိုင်တဲ့လောက်လို့ဖို့ကျွန်တော်တို့ရေးကြည့်တယ်နံပါတ်73ကတော့ကျွန်တော်တို့ဘာခံယူထားလဲဆိုတော့လောကကြီးကတရားမျှတတယ်လို့ခံယူထားတာဒါဟာကျွန်တော်တို့တိတ်ကိုမှားပါတယ်လောကကြီးကလုံးဝလုံးဝတရား မမျှတပါဘူးเนาะအဲ့တော့တချို့လူတွေဆိုလို့ရှိရင်เนาะနည်းနည်းလေးလောက်တာနဲ့အများကြီးအောင်မြင်သွားတယ်เนาะဟာတချို့လူတွေဆိုလို့ရှိရင်မွေးကြဲကွာချမ်းသာနေတာဟာတချို့လူတွေဆိုလို့ရှိရင်ဘာလုံးလုံးအလုံးဖြစ်နေတာနော်တချို့လူတွေဆိုလို့ရှိရင်ဉာဏ်ရည်တွေကောင်းတာတချို့လူတွေဆိုလို့ရှိရင်သူ့အသူနေရင်းကိုချစ်ချာကောင်းနေတာရုပ်တွေချောနေတာအဲ့တော့ပြောချင်တာဒီလောကကြီးတည်ကျွန်တော်တို့တရားမမျှတဘူး ဒါကိုကျွန်တော်တို့ခံယူထားဖို့လိုတယ်အဲ့တော့လောကကြီးဒီတရားမမျှတာတော့ကျွန်တော်တို့စိတ်ညစ်နေရမလားစိတ်သက်ချနေရမလားဆဲဆူနေရမလားမဟုတ်ဘူးအဲ့တော့တရားမပြတာတဲ့ပုံမှာခြေခံပြီးတော့မှကျွန်တော်တို့ကြိုးစားအဲ့တော့ကျွန်တော်ဆိုလို့ရှိရင်လည်းတအားစူးစားခဲ့ရတယ်အခုလိုမျိုးလူတွေသိတဲ့သူဖြစ်ဖို့နောက်ဗီဒီယိုတွေကြည့်ဖို့ဆိုလို့ရှိရင်တရက်ကိုကျွန်တော်ဗီဒီယိုနှစ်ပုတ်ရိုက်ရတယ် read နှစ်ပုတ်လောက်ရတယ်เนาะတခြားသောစာတွေလည်းအများကြီးရေးရတယ် ကျွန်တော်တအားကြိုးစားရတယ်။တချို့တွေဆိုလို့ရှိရင်ဗီဒီယိုတွေလည်းရိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ပြီးပြီတလားစာကျွန်တော်တို့အဆင်ပြေသွားတယ်ကြည့်တဲ့သူများသွားတယ်ပြောချင်တာပါလို့ဆိုတော့ကျွန်တော်လောကကြီးကမမျှတာတဲ့အတွက်တရားမမျှတာတဲ့အတွက်ကျွန်တော်တို့ကအတကုံကြိုးစားနေဖို့လိုတာနမဆလေးလည်းဖြစ်တယ်နောက်ဆုံးလည်းဖြစ်တယ်အရေးကြီးဆုံးအချက်တစ်ချက်ကတခြားသူတွေကသူ့ကိုလာပြီးတော့မှကူမာပဲလို့ခံယူထားတာကူညီလိမ့်မယ်လို့နော်အဲ့တော့ကူညီမဲ့သူကဲမဲ့သူကိုစောင့်နေတာငါ့ကိုဘသူကငါ့ရဲ့ထုတ်ကုန်တွေပေါအောင်လုပ်ပေးမှာ ဘသူကငါရဲ့ဟလာဒီဝန်ဆောင်မှုတွေငါရဲ့ပစ္စည်းတွေကိုရောင်းပေးမှာဘသူကငါ့ကိုချမ်းသာအောင်လုပ်ပေးမှာဆိုတဲ့ခံယူချက်တွေအများကြီးရှိနေတာအဲ့ဒီတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အောင်မြင်ဖို့အတွက်မကြိုးစားနိုင်တော့တာအဲ့တော့ဒါကတော့ကျွန်တော်တို့ကိုယ့်ရဲ့လုပ်ငန်းကြရှုံးဖို့မအောင်မြင်ဖို့ဆင်းရဲဖို့အတွက်လုပ်နေတဲ့ကျွန်တော်တကယ်ရင်လုပ်နေတဲ့အချက်14ချက်ဖြစ်ပါတယ်အဲ့တော့ဒီအချက်14ချက်ထဲမှာခုဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေရောကိုယ်ဘယ်အချက်တွေလုံးမိနေသလဲကိုမမှာ6လောက်ရေးလို့ရရင်ရေးပြပါ နော်လုံးမိနေတယ်ဆိုလို့ရှိရင်အဲ့ဒါတွေကိုကျွန်တော်ပြင်ပါနော်အဲ့တော့ကျွန်တော်ကိုယ်တိုင်နဲ့တချို့တော့ဒီ14ချက်ထဲမှာကျွန်တော်ကိုယ်တိုင်နဲ့တချို့တွေဟာတွေကျွန်တော်လုံးမိနေရတယ်ရှိတယ်တော်တော်လေးပြင်းနေတာပဲအဲ့တော့အဲ့လိုသာပြင်မယ်ဆိုလို့ရှိရင်အခုဒီဗီဒီယိုကြည့်နေကျွန်တော်ရဲ့လုပ်ငန်းရှင်တွေဒီအောင်မြင်မှုတွေရလိမ့်မယ်ကြီးပွားထုတ်တဲ့ချမ်းသာမှုတွေရပါလိမ့်မယ်ဒီကြောင်းတွေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေလုပ်ငန်းရှင်တွေကဂျိုးရစုတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကိုယ့်အတွက်ဂျိုးရစုတွေရတယ်ဆိုလို့ရှိရင်တော့ထုံးစံအတိုင်းပဲ comment မှာ yes တွေရေးပြပါဒီဗီဒီယိုစုထောင်ကြည့်ပြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ကိုညံလေးအောင်ပါမင်္ဂလာရှိတော်တည်ဖြစ်ပါစေ